တညာလျှောက်တတ်တော့အခုဘုန်းကြီးတို့ဒီမှာတော့ညွှန်ကြားထားတာကမနေ့အိယာဒသုံးနိုင်ပွဲထားတယ်ဆိုရင်ပထမဖရာတရားသံဃာယရဏသုံးပါးဆရာပြပါခတော့တော့ပြီးလို့ရှိရင်ပရိကပြုပရိကပြုပြီးရင်တမထိုင်တဲ့ဆင်ညာလျှောက်အဲ့ဒီပရိကခေါ်တဲ့ အစောင့်ချောက်တရားလေးပါပွားတာကတဏိတာအထုတ္တမှာအစဆုံးအခြေဉာဏ်မလျှောက်ပြီးမထပ်ပြီးပွားရပြီးပါတယ်။ဉာဏ်လျှောက်တိုင်းထောက်ထိုင်တိုင်းပွားနေရမှာမဟုတ်ပါဘူး။ဒါအဲ့ဒါလို့ပြိကပြုတ်ပြီးတယ်ဆိုလို့ရှိရင်မထိုင်သေးပဲနဲ့ဉာဏ်လျှောက်ဉာဏ်လျှောက်ပြီးမှထိုင်တာကထိုင်တာမှပို့ပြီးတမာရီဖြစ်စေတယ်။ဒါကြောင့်မလို့ဒီမှာတော့ သုံးနိုင်ခွဲထားတယ်ဆို၄နိုင်လောက်တရားခမ်းမှာရောက်တယ်ဆိုအဲဒီမှာယရဏသုံးပါးကတော့ပြီးပရိကပြုပြုပြီးတာနဲ့စဉ္ညာလျှောက်စဉ္ညာကို15မိနစ်မိနစ်20လောက်အချိန်ရရင်လည်း30လောက်လျှောက်အဲလျှောက်ပြီးတဲ့အခါကျတော့ထိုင်ရဒီတော့စဉ္ညာလျှောက်ရကနေပြီးတော့ထိုင်မဲ့နေရာကိုသွားတဲ့အခါအမှတ် မပါပဲရှုမှတ်မှုမပါပဲမသွားရရှုမှတ်မှုပါလေသွားရရှုမှတ်လေသွားရအဲ့တော့ရှုမှတ်လေသွားမှဇင်းညာတမာရီနဲ့အထိုင်တမာရီဆက်ဆက်ပြီးတော့ထိုင်ရမှာတမာရီအထူးပြိုးတော်မနေရပဲနဲ့တမာရီအကောင်းထားတယ်။ဒါကြောင့်အခုထိုင်မဲ့နေရာကိုဇင်းညာလျှောက်ရကနေပြီးသွားဖို့အဲ့ဒါအခုပြအောင်မယ် ယတ္တကနေပြီးယတ္တေယတ္တေလို့ရှုပြီးတော့မှလှမ်းញင်တယ်လှမ်းញင်တယ်လှမ်းញင်တယ်စိတ်ရှုပြီးတော့မှကြွားတယ်လှမ်းနေခြား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 ယတ္တေ က်တယ်ယက်တယ်ယက်ပြီးတော့ထိုင်ခြင်းနဲ့ထိုင်ခြင်းနဲ့စိတ်ရှုထိုင်ခြင်းနဲ့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 စိတ်ကိုလည်းဆယ်ချိန်လောက်ရောက်ဆိုဘာကြောင့်လဲဆိုထိုင်ခြင်းနဲ့စိတ်ပြီးအောင်ပြီးတဲ့အခါကျတော့မှထိုင်နေထိုင်နေထိုင်နေဆိုတရွေ့ရွေ့အောက်ထိုင်ကြတာဟောတယ်လို့ရှိရမယ်ထိုင်နေ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  မထိုင်ခင်သင်္ကန်းသိရသေးတယ်သင်္ကန်းမထိုင်ခင်ကသိလိုက်ပါအဲ့ဒါမှဘူပြီးထိုင်လို့ကောင်းထိုင်နေထိုင်နေထိုင်နေဒီကထိုင်ခင်းရတော့ခင်းရနေခင်းရနေယူရင်တော့ယူရနေယူရနေယူတော့ယူရဲခင်းတော့ခင်းနေခင်းနေခင်းနေပြန်နေပြန်နေ ြန်နေပြန်နေဒူထောက်တယ်ထောက်တယ်အဲဒီပါလည်းပဲမရှိသေးခင်ဦးယရနာသုံးပါးကိုဦးချအဲ့ဒါလည်းပဲရှုမှတ်ပြီးတော့ခဆောသောကပြတဲ့အတိုင်းဦးချလို့ပါတယ် ုရှားမှုရွေးချယ်မှုတွေအကုန်လုံးရှိပါခေတ္တကိုင်းတော့ကိုင်းနေသင်္ကန်းတင်တော့တင်နေသင်္ကန်းဆွဲဆန်းတော့ဆန်းနေစသည်အကုန်လုံးရှိပါလှုပ်ရှားမှုတစ်ခုမှညာရှိပါအခုဥချတာကတော့မြို့သမီးများ 嗯、Pere, 我吃元修不好，有的没也五千。我开始的完了，有的没有吃千元修好。 ားတဲ့အခါမှာအဲ့လိုလက်နဲ့နှစ်ဖူးနဲ့ကပ်ပြီးလိုက်သဘောပဲနဲ့အမျိုးသမီးအုပ်ချသလိုလက်အရင်ချထောက်ရှေ့ထိုးပြီးတော့မှနောက်ကခေါင်းကညွတ်လိုက်ပြီးခြားရတယ်ပဲရှိပါတယ်အဲ့ဒါနှစ်မျိုးလုံးခြားနိုင်တာမိမိအားတယ်လို့ပါပဲ ချပြီးတဲ့အခါကျတော့နေရာတကျပြောင်းနေရာပြင်ပြီးတော့ထိုင်ရတယ်။အဲ့လိုပြင်ထိုင်တာမှလည်းလှုပ်ရှားမှုတွေအကုန်လုံးရှိရတယ်။ခြေတော်ရွှေတော်ရွှေတယ်ရွှေတယ်ခြေတော်ကွေးတော်ကွေးတယ်။လက်ရွှေတော်ရွှေတယ်လက်တင်တော်တင်တယ်။စာဒီတော့တင်မလင်ဝေထိုင်မိတဲ့အခါကျတော့ခါဖြောင်းပြောင်းမှတ်ထားတယ် ကောင်းမှလည်းခန္ဓာကိုယ်နဲ့အဖြောင်းနဲ့တမထဲထားရတယ်။လက်ကိုယကုနဲ့မှာပဲပဲလက်ကအောက်ကညာပဲလက်ကပေါ်ကပဲလက်နဲ့တင်ထားရတယ်။ဒီလိုမဟုတ်ဘူးဆိုရင်လည်းလက်ကိုဒုနှစ်ဖက်ပေါ်မှာလက်နှစ်ဖက်ပဲလက်လမ်းပြီးတော့ပဲလက်လမ်းပြီးတော့တင်ထားနိုင်တယ်။မကြောင်ပဲလက်လမ်းတင်ထားတယ်လို့ဆိုတော့ လက်ဘွားကတိတ်ဘူးလေတိတ်ဘူးတော့ပက်လက်လက်မတိမ်မဲနဲ့ပေါက်တင်ထားလို့ချင်းလက်ဘွားအပူနဲ့ဒူးကအသာအပူနဲ့ဒူးတယ်ဟိုပြူလာတွေများပြီးအဲ့ဒါပဲရှုမှတ်နေရတတ်တယ်တရားပက်လက်လက်ပြီးတော့တဲ့တဲ့တော်တော်လေးပဲတချို့မှာပက်လက်လက်တင်ထားတာကိုရှုတော့အားမရတဲ့အခါကျတော့ပေါက်ဒူးတော့ပါပဲပေါက်ပြီးတင်နိုင်ပါတယ်တော်တော် ဒူးကိုဆုပ်တော့မထားရအောင်။ဖွားပါလေလက်တင်းနေစုံလေးတင်ထားအတက်ပြီးတော့ယူတိုးတော့လည်းမြတ်သောအဖြစ်တော့ရပွင်ထဲမှာဟောဒီလိုလက်ပဲပဲလကအောက်ကညာပဲလကဟိုကထားပြီးတော့ယူတာကပဲအကောင်းဆုံးပါပဲဒါပဲအများဆုံးညဒီတော့ဒီလိုထိုင်ရမှာမထိုင်နဲ့တဲ့အားတွေတတိပြုလို့လိုပါတယ် ထိုင်တဲ့အခါမှာအမီမရှိရဘူးအထောက်မရှိရနာယံကိုလည်းပြီးမထိုင်ရဘူးတဲ့ချိုးကဘေးကနာယံကိုခန္ဓာကိုယ်တစ်ဖက်ဆောင်းပြီးတော့ပခုံးလေးနဲ့မေ့ပြီးထိုင်တာလည်းရှိတတ်သေးတယ်အဲ့လိုလည်းမထိုင်ရဘူးနောက်ကတိုင်သုံးဖို့တစ်ခုခုကိုပြီးပြီးတော့လည်းမထိုင်ရဘူးခန္ဓာကိုယ်ဟာအထောက်အမိမရှိဘဲနဲ့လွတ်လွတ်လပ်လပ်ထားပြီးတော့ထိုင်ရ ခေါနာလို့အမိနဲ့ထိုင်နေဆိုလို့ရှိရင်တော့မကြခင်ခိုက်ကြပဲ။ဘာကြောင့်လဲဆိုဇိမ်ကြပါတော့။ဝိရိယရော့ပါတော့။ပြီးတော့တခါခန္ဓာကိုကိုယ်ကိုယ်ကြီးထိုင်ပြီးတော့တရောင်စိတ်ကအောက်ပေါင်းဝင်မှာထောက်ပြီးတော့အဲဒီလိုတချို့ထိုင်တာရှိသေးတယ်။အဲ့ဒါလည်းအပြည့်ထူတာပဲ။ဝိရိယမရှိဘူးပေါ့။ဝိရိယမရှိဘူးဆိုမကြခင်ခိုက်ကြပဲ။အဲဒီလိုလည်းမထိုင် အဲတချို့ကြတော့လက်ရွယ်နဲ့မှထားတာဟုတ်ပါရဲ့ဒါပေမဲ့လို့ရွယ်နဲ့မှလက်ထားတဲ့အတိုင်းပဲလက်ပေါ်တကူလုံးပြီးထောက်ပြီးတော့အဲဒီလိုလဲထိုင်တတ်တယ်အဲ့လိုလဲမထိုင်ရအောင်အဲတချို့ကြတော့ဒါလည်းမကသေးပါဘူးလက်နှစ်ဖက်ပေးချပြီးတော့ပေါင်နှားမှာအပြင်မဲ့ချပြီးတော့အောက်ထောက်ထားတာရှိသေးတယ်အဲအဲလိုထောက်ပြီးတော့ ထိုင်တော့လည်းရှိသေးတယ်ဒီလိုလည်းမထိုင်ရပါဘူးထိုင်နေစနစ်ကြပါတရားရှုလို့ကောင်းတယ်ရှုလို့ကောင်းမှသမာရိယအဲသမာရိယမှာဝိပဿနာဉာဏ်ဖြစ်တာဒါကြောင့်အဲ့ဒီသမာရိယဘုအတွေ့ဝိရိယအကောင်ကိုလိုတယ်ဝိရိယအကောင်ကအထောက်အပံ့မရှိပဲခန္ဓာကိုယ်ဖြောင်းပြောင်းမမထားကောင်းဖြောင်းပြောင်းမမထားခန္ဓာကိုယ်နဲ့ကောင်းတဲ့တစ်ဖြောင်းတစ်ပတ်တည်းထားပြီးတော့ and as such you are.